ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ပွဲကြူသုံးသက်ချက်ကနေပြန်လည်ပြီးကြူလိုက်ပါတယ် ကောင်းမွန်သောနေရည်နေဖြစ်ပါဒီညကနေပြီးတော့စုံမုံကောင်တောင်းပြီးလဲပါတယ်အဲ့ဒါကျွန်တော်စပါရဲ့ဒါဂျာဇီဝတ်ပြီးတော့ကျွန်တော်စပါအတင်းကြောင့်မပြောအောင်တော်တော်လေးကိုကြာပါပြီအဲ့တော့အမှန်တရားပြောရင်ဒီရင်းကြီးကိုကျွန်တော်လက်ရှိမှာစပါအင်ဂျင်နဲ့ကျွန်တော်မိုးဖြစ်တာပေါ့နော်ကျွန်တော်ကြာကျွန်တော် day to day စပါအင်ဂျင်ပဲဝတ်ဖြစ်တယ်အဲ့တော့ဂျာဇီတော်မိုးဖြစ်တာတော်တော်လေးကိုကြာပြီးဒါအခုမှပြန်ရှာပြီးပြန်ဝတ်ဖြစ်တယ်လို့ပဲဆိုရမယ့်နေရာမှာပါပါတယ်ကဲဒါလက်ရှိမှာဒါကျွန်တော်တို့စပါအင်နေတာလက်ရှိမှာလန်ဒန်ဒါဘီတစ်ခုဖြစ်တဲ့ဖူဟန်နဲ့ဒါစပါအင်တို့တွေ့မယ်ဖူဟန်ရဲ့အင်ဂျင်ခရီဗန်ကော့တေ့ချ်မှာကဲပေါ့နော်အဲ့တော့တကယ်ပြတွေ့ကြည့်မယ်ဆိုဒီနှစ်သင်းကအရန်တော့မဝေ းပြတာကားနဲ့သွားမယ်ဆိုရင်15မိနစ်မိနစ်20လောက်ပဲ we the journey တစ်ခုပဲဖြစ်တယ်ပေါ့နော်အဲ့လန်ဒန်မြို့ထဲမှာဖြစ်ပြီးတော့လန်ဒန်ထဲမှာမှဒါကျွန်တော်တို့ပြန်တွက်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့အာ ပဲပေါ့အာဆင်နဲ့ဝက်အေးဝက်ဆန်နာလောက်နီးနီးရှိဝက်ဆန်တော့မှအဲ့လောက်ပဲသွားရတာဆိုတော့အေးပေါ့နော်ကျွန်တော်ဝက်ဆန်နဲ့ဖူဟန်နဲ့ဆိုတာကျွန်တော်ဝက်ဆန်ကနည်းနည်းလေးပူနီးမဲ့ထိမဲ့ဖူဟန်နဲ့လည်းအဲ့လောက်ကြီးနဲ့မဝေးရတယ်မှာပါအဲ့တော့ကျွန်တော်သွားတဲ့ကွင်းထဲမှာတော်တော်လေးဟိုဒါကျွန်တော်လန်ဒန်လန်ဒန်ဒေးမှာဖြစ်ပြီးတော့လန်ဒန်လို့မခံစားရတဲ့ထဲမှာ Craven Cottage ပါလို့ပြောလို့ရမှာပါပေါ့နော်တော်တော်လေးကိုချိုးဖြစ်တယ်သူတို့နောက်သူ့နောက်မှာဒါကျွန်တော်တိမ့်ဖြစ်ရှိတယ်တိမ့်မြင့်ရတာကျွန်တော်နောက်ကိုမြည်ပြီးတော့လုထားအဲ့တော့မစိုးဘူးလို့ပြောလို့ရတယ်မှာပါအဲ့တော့လက်ရှိမှာဒီကွင်းမှာသွားကြံရမယ်အဲ့တော့ Spartan နဲ့လက်ရှိမှာဒါကျွန်တော်ဖူဟန်နဲ့တွေ့တဲ့အချိန်မှာဒါ အမြဲတမ်းလို့ဒါကျွန်တော်တို့အဲတိုင်ပတ်ခဲ့တဲ့ movement တွေရှိခဲ့တဲ့တည်းမှာပါတယ်ဘောနော်လက်ရှိမှာဒါကျွန်တော်မှတ်မဲ့ရမနစ်ကတော့ဖူဟန်ရဲ့အင်ကွန်မှာစပါအသင်္ကတာကျွန်တော်၃ဂိုးပြတ်ဆိုတဲ့ရလနဲ့ဒါကျွန်တော်ရှုံနေခဲ့တယ်ဒီတစ်ခေါက်မှာဒါကျွန်တော်ဘလို့ဖြစ်မဲ့တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဒီခေါက်မှာစပါအသင်္ကတာကန်ကောင်းသွားတာတခုကဒီနေ့ပွဲစပါကျွန်တော်လူစုံထုတ်ဖွင့်ရမှာဖြစ်တယ်ဒါပြင်ကျွန်တော်စပါအသင်္ကတာကစားသမားတချို့ကနိုင်ငံအသင်းနဲ့လိုက်ပါသွားခြင်းမရှိတဲ့အတွက်ကြောင့်စပါအသင်္ကတာဒီနေ့ပွဲစမှာလူတော်များများကိုဒါကျွန်တော်ကောင်းကောင်းထုတ်ခွင့်ရဖြစ်ပြီးဒီကစားသမားအနေနဲ့လည်းကောင်းကောင်းနားခွင့်ရဖြစ်တယ်ဥပမာ example ရပြောမှာဒီနေ့ပွဲစမှာ Mickey Van der Ven, Dejan Spence တို့ပါလို့ ဆိုဒါ medicine တို့ပါဆိုနေ့ပေါ်ဆုံးကပွဲထွက်ပြီးရင်နှစ်ပတ်လောက်တိတိနားခွင့်ရမှာဖြစ်တယ်လို့ပြောလို့ရမယ်တော့ပါအဲဒါမျိုးကျွန်တော်ဒါတချို့သောကစားသမားဖြစ်တဲ့ Dejan Kluwaski ကလည်းကျွန်တော် international break ပြီးတာနဲ့ပြန်လာဖြစ်တယ်ကျွန်တော် Spa အသင်းအနေနဲ့ international break မှာကစားသမားတော်တော်များများမပါသွားတာကတချို့တော်တော်ကစားသမားတွေမပါသွားတော်တော်လေးကိုကောင်းတူလို့ရတယ်ပြောလို့ရတယ်တော့ပါတယ်ဘောနော်လက်ရှိမှာ Spa အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လူစုံထုတ်ပြီးတော့ကန်ခွင့်ရမယ်ပွဲစဉ်တစ်ပွဲဆိုရင်တော့မှားမယ်တော့မထင်ဘူးလက်ရှိမှာဒါမျိုးကျွန်တော် form ငါရပြောမယ်ဆိုတော့ brighter fuhan အသင်းကအနေမြင့်တက်ကြများနေတယ်ဒါပြင်ကျွန်တော် Spa အသင်းကလည်းအနေမြင့်တက်ကြများနေတယ်အသင်းတင်ပြောလို့ရတယ်တော့ပါတယ်လက်ရှိမှာ စပါးတင်တာပရီးမီးယားလိမှာဒါနှစ်ပွဲဆက်နိုင်ပွဲပြောက်ဆုံးခဲ့တယ်။အပန်တိုင်းပြောမလို့လက်ရှိမှာစပါးတင်တာစီတီကိုရှုံးခဲ့တာလက်ခံလို့ရခဲ့ပေမဲ့ဘုံမောက်ကိုတည်ရကြခဲ့တယ်ဗောနဘုံမောက်ကဒါတူတူဆိုရရလည်းနဲ့အင်ကုန်းမှာတည်ရကြခဲ့ပြီးတဲ့နောက်တော့တိုင်ပတ်ခဲ့တဲ့တဲမှာပါပါတယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်စပါးတင်နဲ့ကန်ကောင်းသွားတာတခုကဒါကျွန်တော်တို့ဖူဟန်တင်ရဲ့အဓိကကွင်းလည်ကစားသမားဖြစ်တဲ့လူကစ်တယောက်အနီးကပ်ရထားတဲ့ကြောင့်ဒီနေ့ပွဲစဉ်ကိုလွှဲချော်မယ်။ဒါပြင်စပါးတင်နဲ့ဒါကျွန်တော်အမြင်နဲ့သူတို့တွေနဲ့ရင်ဆိုင်ပြီးတော်တော်လေးကိုခက်ခဲခဲရင်ဆိုင်ခဲ့ရတဲ့အာဒမာထရာဝူရီလည်းဒီနေ့ပွဲစဉ်မှာလွှဲချော်မယ်လို့သိရတယ်မှာပါတယ်။ဒါပြင်ကျွန်တော်တို့ရဲ့တောင်မန်ကစားသမားနှစ်ယောက်ဖြစ်တဲ့ဝီလ်ဆင်နဲ့နယ် က်စနေရလည်းလွှဲချော်မယ်လို့ကြားသိရတယ်မှာပါအဲ့တော့ပြောချင်တာစပါတင်ကအခုလက်ရှိမှာဒိုင်ယန်လူစင်းကဒါကြားသမျှနောက်ပိုင်းမှာဒါတော်တော်လေးကိုအ ਨੇ ဆုံးလို့ပြောလို့ရတယ်မှာပါတယ်ဒန်ဆိုဒရာဂူစင်ကလူဂျက်စကီဒါကျွန်တော်ရစ်ချယ်လီစင်ဒီကစားသမား၄ယောက်ကလည်းတို့ဂျန်နက်ကစားသမားအကုန်လုံးနေနေဒီနေ့ပွဲစဉ်မှာအကုန်လုံးပြန်ပြီး fit ဖြစ်နေလို့ပြောလို့ရတယ်ဒီနေ့ပွဲစဉ်မှာဒါစပါတင်နဲ့ကြားချင်းကစားသမားတော်တော်များများကဒါကျွန်တော်ဝမ်းသာစရာတစ်ခုလို့ပြောရမယ်ဆိုရင်တော့အဲ့ဒါကဘာလဲဆိုတော့လူစုံတက်စုံသုံးဝင်ရဖြစ်တယ်အဲ့တော့စပါတင်နဲ့ဒါကျွန်တော်တို့ရှေ့ပွဲမှာလည်းဒါကျွန်တော်တို့ AC Okama ကိုနိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ဒါအပြင်ကျွန်တော်တို့ဒါလူစုံထုတ်သုံးဝင်ရခဲ့တယ်မှာပါ Mickey Van Der Wink ကိုလည်းမိနစ်60လောက်မှာပေးနာခိုင်းလိုက်ခဲ့ပြီးတော့ဒါကစားသမားအနေနဲ့ဒါကျွန်တော်တို့ ပြန်ကြည့်မယ်ဆိုတော့ဒါအဆင်ပြေခဲ့တဲ့ပွဲစဉ်တွေလို့ပြောလို့ရရတယ်မှာပါတော့လက်ရှိမှာဒါကျွန်တော်တို့စပါတစ်နဲ့လာမယ့်ဒါကျွန်တော်တို့အဲ international break မှာလည်းတချို့သောကစားသမားတွေကချစ်ကြည်ရေးပုံစံမျိုးအနေထားနဲ့ဒါကစားရမယ်ပြောတော့ကြောင့်မို့ဆိုလန်းကီးဆိုဒီနေ့ဒါကျွန်တော်တို့ဒါ international မှာဆိုဒါကျွန်တော် training လောက်ပဲဆင်းရဖြစ်ပြီးတိတ်ပြီးကစားလို့ကစားခွင့်ရမှာမဟုတ်ပါဘူးဆိုတော့ကိန်းရှိရတဲ့ကြောင့်သူ့အနေနဲ့ဒါကျွန်တော်ပွဲထွက်ခွင့်ရမှာမသိတော့မထင်ဘူးအရန်ဒီထားပါညာဆိုတော့ပြင်ဖြစ်နေမှာပါနော်တကယ်တမ်းဒါအဓိကကျွန်တော်ပွဲပတ်မဲ့ကစားသမား Johnson တို့ပါတော့ဒါကျွန်တော် Bantan Ka Bogve ဒါကျွန်တော်တို့ပါခွဲတော့သူတို့မိနစ်အပြည့်သုံးမဲ့သိမထင်ဘူးဒါကျွန်တော် Spain မှာဒါ Pedro Buru နေနဲ့ဒါ ကျွန်တော်တို့ပါသွားလာကျွန်တော်ပရတူဘူဘာလမ်းပါမပါဘူးကျွန်တော်တို့ Destiny Udogie ကပါသွားရလို့သိရတယ်မပါတယ် Christian Romero ကတော့အမြင်နဲ့ဒါကျွန်တော်တို့ အာဂျင်တီးနားနဲ့ပါတဲ့အကြောင်းပါနေကြလူစင်းတယောက်ဖြစ်တဲ့ကြောင့်ဒါဟိုအမြင်နဲ့ပါနေတဲ့လူတယောက်လို့ပြောလို့ရတယ်မှာပါပါဒါပါလက်ရှိမှာဒါကျွန်တော်တစ်ဖက်အသင်းကိုပြန်ကြည့်အောင်တစ်ဖက်ကဒါ Fulham အသင်းနဲ့ခုလက်ရှိမှာနေမြတ်ကြများနေရတယ်သူတို့ဒီနေ့ Premier League မှာတော့ဒါကျွန်တော် Brighton အသင်းကိုဒါကျွန်တော်2-1ဆိုတဲ့ရလနဲ့ရှုံးနေခဲ့တယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော် Fulham အသင်းနဲ့ချီကျူးစရာကရှုံးသွားခဲ့တဲ့ပွဲစဉ်တွေရှိခဲ့တယ်ဒီပွဲစဉ်မှာတော့သူတို့ဒီနေ့ goal သွင်းသွားနေခဲ့တယ်သူတို့ရဲ့အဓိကတိုက်စပ်မှုဖြစ်တဲ့ Drawing Jimenez ကဒါကျွန်တော် Hoverdan ကနောက်ပိုင်းမှာဒီပွဲသူဒါအကောင်းဆုံးရသည်တစ်ခုလို့တော့မှပြောလို့ရတယ်ဒါကျွန်တော်တို့အခြေအနေတစ်ခုကိုဒါကျွန်တော်တို့မြင်လာရတဲ့အထိမှာရှိတယ်ဗောနော် မိတို့မဆိုစင်ကမှုဒီနေ့ပွဲစဉ်အတွက်ကတော့စပါတင်အတွက်တော်တော်လေးကိုမလွယ်မဲ့ပွဲစဉ်တပွဲလို့ပြောလို့ရတယ်မှာပါပါတယ်စပါတင်ရဲ့ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်တို့လက်ရှိပြန်စဉ်းစားကြည့်မယ်ဆိုတာကျွန်တော်တို့ ကျွန်တော်တီပေရဲ့ပြင်ကျင်းစားကြည့်မယ်ဆိုအပေါ်ကအသင်းနဲ့တော်တော်လေးအလံဝေးလာခဲ့ပြီဖြစ်တယ်ဒီနေ့ပွဲစဉ်ကိုနိုင်မယ်ဆိုရင်တော့မှခရစ်စတယ်ပေးလစ်နဲ့ဒါရမှတ်အပြင်နှစ်မှတ်လောက်ပဲကွာမယ်ဒီဓာတ်တစ်ခုကိုရောက်ရှိတော့မှဖြစ်တဲ့အတွက်ကြောင့်မဒါစပါတစ်နဲ့ပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့အမှတ်အားဖြင့်တော့တိတ်ပြီးတော့ဒါကျွန်တော်တို့ဘာမှလုပ်လို့ရတဲ့ပွဲစဉ်တပွဲဆိုပြအဲစပါတစ်လက်ရှိမှာဒါဥရောပမှာဒါယူရိုပါလိမှာအားထည့်နေတာနားလည်လို့ရတယ်လက်ရှိမှာဒါကျွန်တော်ဥရောပပြန်ဝင်မယ်ဆိုတော့အဆင့်6အဆင့်8ကဒါကျွန်တော်အသင်းနဲ့စပါတစ်နဲ့အခုလက်ရှိမှာဒါရမှတ်အားဖြင့်10မှတ်လောက်ကွာနေတယ်လက်ရှိမှာဒါကျွန်တော်ပွဲကြံအားဖြင့်ပြန်တွေ့မယ်ဆိုရင်တော့ပွဲကြံဒါ10ပွဲလောက်ဒါအေးပေါ့ ့10ဘွဲ17ဘွဲလောက်ကျန်တော့နေဟို10ဘွဲ9ဘွဲလောက်ကျန်တော့မယ်နေထားမှာဒါကျွန်တော်တို့3ဘွဲဆက်တစ်ဖက်အတင်ရှုံးမှုဆိုတာကတော်တော်လေးကိုခက်ခဲပါအဲ့တော့စပါတင်ကခုလက်ရှိမှာဒါဥရောပဝင်ပွဲတက်ကတော်တော်လေးကိုဒါခက်ခဲလာပြီဖြစ်ခဲ့ပြီးတော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တချို့သောကောလာဟာလာရစပါတင်ရဲ့လက်ရှိနီးပြတာကျွန်တော်တချို့သောလူငယ်တွေကိုနေရာပေးသွားမယ်ဆိုတဲ့ပုံစံမျိုးလေးကြားနေတယ်ဒါကျွန်တော်ကောလာဟာလာရဲ့လက်ရှိမှာအသက်ဝယ်ထားတဲ့ဒါမက်တီးယပ်စတေတိုအိုဆူတို့ဒါကျွန်တော်တို့ဒါဒီလိုလူမျိုးတွေကိုလည်းနေရာပေးသွားနိုင်တယ်ဆိုတဲ့သတင်းတွေကိုကြားနေရတော့မှာပါအဲ့ဒါလက်ရှိမှာဒါဆိုလန်ကီးပြန်ပါလာကျွန်တော်တိုက်ဆက်ကတော်တော်လေးကိုမဆိုးလို့ပြောလို့ရတယ်ဒီနောက်ပိုင်းပွဲစဉ်မှာဒါကျွန်တော်တို့ဒါရှေ့ပွဲမ ှလည်းဒါခြေစွမ်းပြခဲ့တဲ့ဝစ်ဆန်အူဒိုဘက်လည်းတော်တော်လေးကိုခြေစွမ်းပြန်ပြလိုက်ဖြစ်တော့စပါတင်နဲ့တိုက်စစ်မှာတော့ရွေးချယ်စရာလေးတွေများလာခဲ့တယ်။ဒါပေမဲ့ကန်စစ်ပိုင်းပြဟိုဆိုကန်စစ်ပိုင်းမှာကွင်းလယ်ပိုင်းကွင်းလယ်ပိုင်းမှာစပါတင်နဲ့မက်ဒီဆင်တာကျွန်တော်တို့ရှေ့ရှေ့အယ်လ်စီအော်ကမာဘက်မှာတော်တော်ကြီးကိုကောင်းခဲ့တယ်။ဒါပေမဲ့ဘော့ဂဗဲလည်းကောင်းလာခဲ့ဒီနေရာမှာစပါတင်ကျွန်တော်ဘန်တန်ကားကိုသုံးတာတက်ဆိုင်ကျွန်တော်အာချီဂရေးကိုနံပါတ်6နေရာမှာသုံးကျင်နေတဲ့မှာပါတယ်။ဒါသူ့ရဲ့ natural position ပေါ့နော်။သူ့ရဲ့ natural position မှာကျွန်တော်ဒါအာချီဂရေးလေးကိုဒီနေရာမှာကျွန်တော်သုံးစေခြင်းနဲ့သုံးစေခြင်းပြီးတာကျွန်တော်အာချီဂရေးကိုဒီနေ့ပွဲစံမှာဒါကျွန်တော်တို့ကွင်းလယ်ပိုင်းကိုထိန်းချောင်းစေခြင်းနဲ့မှာပါတယ်။တစ်ဖက်ကိုတော့ဒါက ကျွန်တော်အဓိကစောင့်ကြည့်ရမယ့်အဥ္ဇာကသူတို့ရဲ့ဒါလှင်မြန်နေတာဝင်းဘက်တွေနဲ့တောင်ပံနေပဲတချို့မှလာကျွန်တော်တို့ အဲ့ဒါကျွန်တော်တို့သိကြတယ်မဲ့ EUB တို့ Robertson တို့ဆိုတာတကယ်ကိုကောင်းတဲ့ကစားသမားဖြစ်တယ်။လက်ရှိမှာဒါဒီနေ့ပုံစံမှာ Spa တဲ့ကွင်းလယ်ပိုင်းကိုကြီးကြီးကျယ်ပြင်ဆင်လာတဲ့တယ်လို့မြင်တယ်ဗော။တစ်ဖက်သင်းရဲ့ကွင်းလယ်ပိုင်းကအားနေမှာဖြစ်ပြီးတော့အဲ့ဒီကွင်းလယ်ပိုင်းကို Spa တဲ့အနေနဲ့ထိုးဖောက်တဲ့အနေထားရှိတယ်လို့ကျွန်တော်အနေနဲ့ပြောပြရစီဗောနော်။အဲ့တော့ဘယ်လိုပြောဒီနေ့ပုံစံမှာဒါ Fulham ရဲ့အိမ်ကွင်းဖြစ်တဲ့ကြောင့်ခက်ခဲပါမယ်။ Spa တဲ့နဲ့အရန်ကြီးလွယ်ကူမနေထားမှာမဟုတ်ဘူး။ဒါဆို Premier League ပွဲစဉ်ဖြစ်တဲ့ကျွန်တော်ကတော့အများကြီးတော့မမျှော်လင့်တော့ဒါခုနပြောသူပဲ Europa League မှာတော့ကိုသင်းကဒါလက်ရှိမှာ Quarter Final Europa League ကိုပဲဖိပြီးကြည့်ရမယ်နေထားမှာရှိတယ်။လက်ရှိဒါကျွန်တော် Premier League မှာဆိုတော့တိတ် ပြီးတော့အများကြီးမျော်လင့်လို့ရတဲ့တသက်တင်တော့မဟုတ်တော့ဘူး။ဘာလို့လဲဆိုတော့ခုနကပြောတဲ့ဒီနေ့ပေါ်စံမှာဒါတရေကျသွားနိုင်တယ်ရှုံးသွားနိုင်တယ်အဲ့ဒါကြီးကိုကျွန်တော်တိတ်ခေါင်းနဲ့တော့မထည့်တော့ဒါပေမဲ့တစ်ဖက်ကဖူဟန်အသစ်တွေကလက်ရှိဒီနေ့ပေါ်စံကတို့တွေကစပါးအသစ်နဲ့တော့မပူပြီးတော့ရေးပါလို့ပြောလို့ရတယ်။ဖူဟန်ကလက်ရှိကျွန်တော်အဆင့်ဒါ30ဖြစ်နေပြီဒီနေ့ပေါ်စံကိုသာနိုင်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့အချိန်နေတာကောင်းခဲ့မယ်ဆိုအဆင့်6လောက်ထိတက်လန်းနိုင်မှာဖြစ်ပြီးတော့ဖူဟန်အသစ်နေနဲ့ကျွန်တော်ဥရောပဒါကျွန်တော်ယူရိုပါလိတို့ဒါကျွန်တော် Conference League တို့မျှော်လင့်ချက်ကိုရေးဒီရေးဒီရရှိခဲ့မှာဖြစ်တယ်။အဲ့တော့ပြောချင်တာဒီနေ့ပေါ်စံမှာစပါးအသစ်ထက်ဒါကျွန်တော်ဖူဟန်အသစ်ကနိုင်ခဲ့မယ်ဆိုရင်ဥရောပဝင်ခွင့်အတွက်ပို့ပြီးတော့ မျော်လင့်ရလို့ရတယ်လို့ဆိုလို့ရမယ့်အနေထားတစ်ခုကိုဒါရောက်ရှိသွားမှာဖြစ်တယ်လို့ပြောလေအဲ့တော့ဖူဟန်တင်တဲ့မာကိုဆေးဗိုက်လက်တက်မှာဒါအနည်းငယ်တက်ကြအများကြီးအမြင်နဲ့လေလို့ဒါကျွန်တော်တို့ level တစ်ခုကိုတော့အမြင်နဲ့ထိန်းထားနိုင်ခဲ့တာကိုတွေ့ရမယ်ဒီမှာပါအဲ့တော့စပါးသေးလက်ရှိနီးပြ NG Boost ရဲ့ဒီနေ့ပွဲစမှာသူဘာတွေလိမ့်လို့လို့မှကျွန်တော်တော်တော်လေးစိတ်ဝင်စားတယ်လက်ရှိမှာဒီနေ့ပွဲစမှာဒါပို့ပြီးတော့စပါးသင်းတွေအသက်ရှူချောင်သွားခဲ့တာအောက်ကဒါကျွန်တော်တို့တန်းစင်းစုံကအသင်းတွေကတန်းစင်းလို့တေချာလောက်နီးနီးဖြစ်သွားခဲ့ဘာလို့ဆိုတော့ကျွန်တော် Iswich ကလည်းဒါမနေ့ကရှုံတယ် Leicester ကဒီနေ့ပွဲစမှာမကန်အသေးခဲ့ပေမဲ့ United နဲ့ကန်ပြောသူတို့အနေနဲ့လည်းရှုံးမှုများတယ်အဲ့တော့ Leicester ဒါကျွန်တော်တို့ Iswich တာစောက်တဲ့ဒီသုံးသိန်းလုံးကလက်ရှိမှာတန်ဆင်းသွားပြီလို့ပြောလို့ရတဲ့အနေအထားတစ်ခုရောက်သွားခဲ့ပြီ။ဘာလို့လဲဆိုတော့ assist 6ခွန်နှစ်ကအသင်းဖြစ်တဲ့တာကျွန်တော်တို့ ဟူးနဲ့တော့မှသူတို့ကတိုတဲအဖြစ်ဆယ်မက်လောက်နီနီကွာနေပြီဖြစ်တဲ့အတွက်ကြောင့်မို့တော်တော်လေးကိုမလွယ်တဲ့အနေအထားတစ်ခုကိုရောက်ရှိသွားခဲ့ပြီလို့ဆိုလို့ရမယ်တဲ့မှာပါပါတယ်။အမီးသွမဲဆိုစီကမို့ဒီနေ့ပေါ်စမှာဒါကျွန်တော်ဖူဟန်သင်းဘက်ကဒါကျွန်တော်ပို့ပြီးတော့အနိုင်မှတ်၃မှတ်ကပို့အရေးကြီးမယ်လို့မြင်နေ။စပါတို့ကကျွန်တော်လက်ရှိမှာရှော့လိုက်ပါဘာခုနပေါ်စဒီနေ့မှာဒါကျွန်တော်မဖြစ်နိုင်တော့ဘာခုနဒီနေ့ပွဲစနိုင်မယ်ဆိုရင်တော့မှအဆက်ဆက်၃က၃မဲ့နေရာမှာဆက်သွားမှာလို့ပြောလို့ရတယ်။အောက်ကသင်းနေတာကျွန်တော်အမတ်ဒီဘာညာကွာသွားတယ်လို့ပြောလို့ရတာမှန်ပေမဲ့တကယ်တမ်းနင်းလားငါလားဟိဘူးမဲ့ဆိုမှာဆိုရင်တော့အဆက်ဆက်၃က၃မဲ့ဘာမှလို့လို့မြင်ရအဲ့တော့ ဖိမယ်ဆိုတော့ကျွန်တော်ဒါကျွန်တော်တို့တစ်နှစ်ကတည်းကကျွန်တော်တို့ဝက်ဆမ်မသိ Conference League ကိုဖိခဲ့လို့ပဲ Europa League ကိုစွတ်ဖိဖို့ပဲလူတော့တယ်လူမြင်ပြစီဘယ်လိုပဲပြောဒီနေ့ပွဲစဉ်ကစပါတင်းတွေ့တာကျွန်တော်အရေးအယံမပါပေမဲ့တစ်ဖက်ကတော့ဒါကျွန်တော် pass နဲ့အမြင်ရပြောရမယ်ဆိုရင်တော့ Fulham တို့ကပုံပြီးစပါတင်းတွေ့အရေးပါတဲ့ပွဲတစ်ပွဲလို့ပြောရင်လည်းကျွန်တော်တော့ကုန်ပြီပါဦး Follow ပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာချင်းလို့ဆိုတာပေါအောင်ကုညီလို့ရပါဗျများများလေးလည်းကလစ်ဖူမမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4U ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော် ော်ဆိုကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော် အားပေးလို့ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှမမေ့နိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတင်ပါနဲ့ကောင်းမွန်သော daily တစ်နေ့ဖြစ်ပါစို့စုမုံအောင်တောင်းပေးနေပဲကျွန်တော်ကိုတော့ကူပြပါအောင် အားလုံးမကြိုးတင်ပါနဲ့ diva ဗျ